မင်္ဂလာပါခဗျာအိုင်ဒီယာမြန်မာကနေပြီးတော့အော်တိုဘာလ19ရက်နေ့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့စီးရေးစီးပွားရေးလူမှုသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုကောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပရမအောင်တင်ပြပေးလို့တဲ့သတင်းပုဒ်ကတော့မြန်မာသီရိလင်္ကာနှစ်နိုင်ငံလေတဲ့ချင်းတွဲဆုံမှုပရမအကျင့်ပြုလုပ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မြန်မာသီရိလင်္ကာနှစ်နိုင်ငံလေတဲ့ချင်းပရမအောင်တွဲဆုံပွဲကို First Myanmar L4 စီးရေးလင်္ကာ L4 Air Staff Top ကိုမြန်မာနိုင်ငံကအင်ရှင်ဖြင့်လက်ခံကျင်းပပြီးအော်တိုဘလာ14ရက်နံနက်ပိုင်းမှာချက်ဒရီယန်ဟိုတယ်မှာပြုလုပ်ကြောင်းအစိုးရသတင်းများကအော်တိုဘလာ18ရက်နေ့မှာဖော်ပြထားပါတယ်။အဆိုပါတွေ့ဆုံပွဲကိုတက်မတော်လီမဒုတိယစေဦးစီးချုပ်လေးစက်မှုလက်မှုဗိုလ်ချုပ်မျိုးအောင်နဲ့ဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့ဝင်များတိရီလင်ကလေးတက်မှာ L Vice Marsel SDGN Server ဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့ဝင်များနဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။ဆွေးနွေးပွဲမှာနှစ်နိုင်ငံလေးတက်များကြား ချစ်ကြည်ရင်နှုမှုနဲ့ပူးပေါင်းဆောင်ရွက်မှုများပုံပုံမြင့်တင်နိုင်ရန်နဲ့လေးကျင်ရေးပညာရေးအကစားကဏ္ဍများအပြန်အလှန်ထိတွေ့ဆက်ဆံဆောင်ရွက်နိုင်ရန်ဆွေးနွေးကြပြီးအစည်းအဝေးဆုပ်ဖက်ချက်များကိုအတည်ပြုလက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ငញ្ញိုင်းအတွက်အလို့ယုံဆွေးနွေးပွဲများကျင်းပ PCB ဆိုတဲ့သတင်းဖြစ်ပါတယ်။နေပြည်တော်ရှိ MICC 1မှာကျင်းပတဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှု ရစရေးသဘောတူစာချုပ် NCA စနစ်ပြည့်ထိမ့်မှတ်ငြိမ်းချမ်းသောမြမအနာဂတ်ကိုတည်ဆောင်ချင်းအလို့ယုံဆွေးနွေးပွဲတွေကျင်းပပြီးစီးသွားပြီဖြစ်ကြောင်းသိရပါတယ်။အလို့ယုံဆွေးနွေးပွဲတွေကိုအော်တိုဘာလ15ရက်မှ18ရက်နေ့ထိကျင်းပခဲ့တာဖြစ်ပါတယ်။ဆွေးနွေးပွဲပထမနေ့နဲ့ဒုတိယပိတ်မနက်ပိုင်းမှာနိုင်ငံတကာပညာရှင်တွေကဆွေးနွေးကြပြီးဒုတိယနေ့မွန်းလယ်ပိုင်းနဲ့တတိယနေ့မှာတော့ပြည်တွင်းပညာရှင်များကဆွေးနွေးကြကြသလိုစပွဲပိုင်းဆွေးနွေးပွဲတွေလည်းပြုလုပ်ခဲ့ကြပါတယ်။ဆွေးနွေးပွဲတွေထဲမှာအကြံပြုချက်တွေအနေနဲ့ နိုင်ငံတကာကဏ္ဍမှာ48ချက်စီးပွားရေးကဏ္ဍမှာ53ချက်ထွက်ပေါ်လာတယ်လို့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ညီညွတ်ရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီအဖွဲ့ဝင်ဗိုလ်မှူးကြီးဝနအောင်ကပြောပါတယ်ဒီချက်တွေကိုရေရိုရေရှည်အနေနဲ့ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်အလို့ယုံဆွေးနွေးပွဲဒီမှာနိုင်ငံရေးကဏ္ဍစီးပွားရေးကဏ္ဍနှစ်ပိုင်းခွဲကတက်ရောက်တဲ့အလှအသီးသီးမှာကိုယ်စားလှယ်တွေနိုင်ငံရေးပါတီ EU ပညာရှင်စတဲ့လူကြီး350ကျော်ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ် ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ပုဂံရှိအောင်နေမြန်မာဝန်လုံးပြန်တမ်းမှုစတင်ပြီဆိုတဲ့သတင်းဖြစ်ပါတယ်မန္တလေးတိုင်းဒေသကြီးရောင်းမြို့နယ်ပုဂံရှိအောင်ရင်ကျင်းမှုနေမြန်မာရှုခင်းများကြည့်ရှုရန်အတွက်ယခုနှစ်ဝန်လုံးများပြန်တမ်းမှုကိုအော်တိုဘားလ18ရက်မနေ့ပိုင်းကစတင်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်ရောင်းမြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဝင်းလိုင်ထံမှသိရပါတယ် ရွှေလေတကွန်နီညိုရောင်မိဘုံမြန်တန်းငွေဘောလုံးအဖွဲ့ကခီးတဲ့14ဦးကိုတင်ဆောင်ကပကံမြို့တဲ့ကံကောရက်ွက်ရှိဟိုတယ်စုံ၄စုံမှာမနက်6နာရီ7မိနစ်မှာစတင်ပြန်တန်းခဲ့ပြီးမနက်9နာရီ15မိနစ်မှာတတိကံကြေးရွာနောက်ဖက်မှာဆင်းသက်ခဲ့တယ်လို့သိရပါတယ်။ဘောလုံးပြတ်တက်မှုများဖြင့်ပြပခီးသွားဧည့်သည်များပကံရှောင်းနယ်မြေရဲ့ရှုခင်းများ ARD မြစ်လထန်းတော်များနဲ့ရှောင်းဆောင်များကိုကောင်းကင်ယံမှာကြီးစုနိုင်ကြလိမ့်မယ်လို့သိရပါတယ်။ ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့နေပြည်တော်မှာတက်စီစီကျဆင်းလာတဲ့အတွက်စီပန့်ရောင်းဆိုင်ကြီးများမှာစီထဲတဲ့သူများလာတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။နေပြည်တော်မှာတက်မဲ့ရင်ညွန်စေးဖြင့်ရောင်းချတဲ့စီပန့်ရောင်းဆိုင်ကြီးများမှာတက်စီစီကျဆင်းလာတဲ့အတွက်စီထဲသူပုံမှုများပြားလာကြောင်းစိုက်ကဲကယ်ဒီသမားများကပြောပါတယ်။တက်မဲ့ရင်ညွန်စေးဖြင့်ရောင်းတဲ့စီပန့်ဆိုင်ကြီးများမှာလာဆန်းပိုင်းလောက်မှာ1လီတာမှာ3000ကျော်မှနောက်ပိုင်းမှာ1လီတာကို2900ကျော် နောက်2800အခုတော့2900ကျော်ဖြင့်ရောင်းချနေကြောင်းအပြင်လက်လီဆိုင်များမှာတော့တလီတာကို3000ကျော်ဖြင့်ရောင်းချနေစေဖြစ်သဖြင့်စီပန်းဆိုင်ကြီးများမှာတန်းစီဝယ်ရသူများပြားနေတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ကချင်ပြည်နယ်တနိုင်းမြို့စပန်းခင်းနယ်တိနံဆိုင်ခင်းနယ်မှာစင်တကောင်ဝင်ရောက်မှုကြောင့်ပျက်စီးမှုများဖြစ်ပွားနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ကချင်ပြည်နယ်တနိုင်းမြို့မိုင်ခွန်ရွာနီးရှိစပန်းခင်းနယ်တိနံထဲမှာစင်မတကောင်ဝင်ရောက်နေတာကြောင့် စဘာကင်ငါရီကာကန့်နဲ့တီးနံများပျက်စီးကြောင်းဒေသခံတို့ကပြောပါတယ်ဆင်ဟာစိုက်ခင်းနေတဲ့ဝင်နာကိုလူကြီးတွေကိုသွားပြောတာကြာပြီးအခုထိမလုပ်ပေးတဲ့အပြင်ဆင်ကရှိနေပြီးဆင်ပိုင်ရှင်ကလည်းရှာမတွေ့ဘူးလို့ဒေသခံတို့ကပြောပါတယ်နောက်ထပ်စိုက်ခင်းများမပျက်စီးရင်အမြန်ဆောင်ရပေးရင်ဆင်ပိုင်ရှင်ကလည်းလာရောက်ပြီးထိမ့်ပြရန်လိုအပ်နေပြီးသက်ဆိုင်ရာတာဝန်ရှိသူများမှလည်းဆိုင်ခင်းများထပ်မံမပြည့်စည်အောင်တားဆီးပေးရန်ဒေသခံပြည်သူများကတောင်းဆိုနေတယ်လို့သိရပါတယ် ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုတ်ကတော့ရန်ကုန်မှာလုပ်ငန်းပသက်ဖြင့်အဝေးပြေးယဉ်ကြီးများမြို့ရင်းခီးစဉ်အငှားလိုက်ပါအခြင်းများလုတ်ကင်လာရတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်မှာနှစ်စဉ်ခီးသွားများပြားတက်တဲ့ပွင့်လင်းရာသီကာလသို့ရောက်တော်လေညွန်မှန်းထားသလိုခီးဝေးသွားသူများပြားခြင်းမရှိသေးတဲ့အတွက်ရန်ကုန်မြို့ခီးစဉ်များတွင်ပါအငှားလိုက်ခြင်းဖြင့်ဝင်ငွေရရန်လွတ်ဆောင်လာကြသောရင်းမိုင်ရှင်များကပြောပါတယ်။ရန်ကုန်မြို့ရင်းခီးစဉ်များမှာအော်ဒါလိုက်ရာကုန်စည်ပြပွဲများသို့ကျူးပုတ်လုပ်ပေးခြင်းများ၎င်း ်ပထိန်ပွဲများသို့၎င်းပုဂ္ဂလိကအကြောင်းများမှရန်ကုန်တဝိုက်လေးစင်ရေးခီးစင်များသို့၎င်းအော်ဒါလိုက်နေရသလိုဈေးသူဈေးသားများနဲ့ရက်ကတ်သူရက်ကတ်သားများကစုပေါင်းဖျားဖို့ထွက်ခြင်းကဲ့သို့သောခီးစင်များမှလည်းအော်ဒါလိုက်နေကြရပါတယ်ထို့သောအော်ဒါလိုက်တဲ့နှုံသားမှာရင်မျိုးစားပေါ်မူတည်ပြီးတနေကုန်အပြည့်စင်နာရီဖြစ်အနေဆုံး2သိန်း4တောင်းမှ၄သိန်းအထိ၎င်းနေတဝက်အနေဆုံး၃သိန်း၈၀၀၀မှ၃သိန်းခွဲအထိ၎င်းအတီးတီး ဈေးသတ်မှတ်ထားတယ်လို့သိရပါတယ်။နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မြမပြည်တွင်တရသည့်အနှစ်များကိုပြည်တွင်းသားမကပြပဈေးကွက်များပို့ပါဦးစားပေးတင်ပို့ရန်စီစဉ်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြမပြည်တွင်းမှာလာမယ့်နွေရာသီတရပုတ်ကုန်ရာသီမှာပြပကိုတရသည့်အလုံးလိုက်စားအနှစ်ကိုဦးစားပေးတင်ပို့စီစဉ်နေကြောင်းမြမတရဈေးကွက်နဲ့နီးပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းကပြောပါတယ်။တရသည့်အလုံးထက်အနှစ်ပြုတ်လုပ်ပြီးတင်ပို့ရတာကပုံမိုဆင်ပြေကာ ်စစ်သူဘူးတွေမှာအေးခဲ့ပြီးစက်သက်တင်ပို့ခဲ့ရာဈေးကောင်းရရှိခဲ့တယ်လို့သိရပါတယ်။တရတိအနှစ်ကတော့အမျိုးအစားလိုက်ဒဒန်ကို15သိန်းထက်မနည်းဈေးပေါက်လျက်ရှိပြီးပြည်တွင်းမှာသာမကပြည်ပမှာလည်းဝယ်လိုအပ်များလျက်ရှိပါတယ်။လက်ရှိမှာတော့ရုရှားကဝယ်လက်တွေကမြန်မာနိုင်ငံမှာနှစ်စဉ်တရတိအနှစ်တန်ချိန်တသိန်းတင်သွင်းလို့ကြောင်းအသိပေးထားတယ်လို့မြမကုံတယ်မှုမြင့်တီအဖွဲ့ကပြောတယ်လို့သိရပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝမ်းမှာရှိနေတဲ့ စည်ရေးစီဝါရေးလူမှုသတင်းတွေကထူးခြားတဲ့သတင်းအချို့ကိုကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုစိတ်နှပြအကျမ်းမှာရှင်းလင်းကြပါသည်ခင်ဗျာ